然后第二呢，你拍，听听呀，听听图呀，听听考呀，然后，学历咯，书山那深，茶呀，喏。OK，let's start it。我们老伯妈不懂题，不会作业的，然后司马罗，学问呢不会做题，我跟你讲，打仗干嘛？帮阿爷帮姐母子，学问不会做呢。我们老司马。 ဘလောက်တိပွင့်ကြရည်လားဧပြီလ16ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုမှာကျွတ်ဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တော်လေးအချိန်နေအရရက်တွေလဲထူးခြားဖြစ်စဉ်တွေရှိတယ်လို့တိုင်းပြည်တွင်းကကပ်ဘေးကြီးဟာလဲစိုးရင်ဝယ်ရအချိန်နေမျိုးကြီးကိုရှောက်လာတာတွေ့ရတယ်ရေတွေကို တလောစီပြီးရေကြီးမြေပြိုမှုတွေတရဇက်ဖြစ်နေတယ်။ငလင်လောက်ခတ်မှုဟာလေတစ်စက္ကန့်မှမပြတ်တဲ့အခြေအနေမျိုးဖြစ်နေတယ်။နောက်ပြီးတော့နေပြည်တော်ဟာပြောက်ကွယ်ပြီးနေပြည်တော်မြို့ကိုရန်ကုန်ကိုရွှေ့မလား။ပြည်ဦးမြင့်ကိုရွှေ့မလားဆိုတဲ့အချက်နှစ်ချက်ကျွန်တော်လေ့လာတုံ့တက်နေတယ်လို့မင်းအောင်လိုက်ဖက်စစ်တပ်အစံဘတ်စစ်ကောင်းဆောင်မင်းအောင်လိုက် မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုမနက်ဖြန်ဧပြီလ18ရက်နေ့မှာလာရောက်မယ်လို့ထိထားရပါတယ်။ဒါနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံလွတ်တော်အမတ်တွေကပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေရှိပြီးမလေးရှားတန်အမတ်ကမလေးရှားဝန်ကြီးချုပ်ကလူတက်ကောင်ကိုတွေ့ချင်ရင်ကိုယ်နိုင်ငံမှာကိုခေါ်တွေ့ပါလားဆိုရင်မေးခွန်းထုတ်မှုတွေအများပြားရှိတယ်။ဖက်စစ်တပ်မင်းအောင်လိုင်းကတော့ အာဆီယံနဲ့ဆက်ဆံရေးပုံမှုကောင်းမွန်အောင်ကြိုးစားနေလျက်ရှိပါတယ်။သူဆက်ဆံရေးကောင်းမွန်ပြီးလူရောင်ဝင်လာအောင်တရုတ်ကနောက်ွယ်ကနေတိတ်ဆိတ်ပံ့ပိုးပြီးတရုတ်ဩဇာအောက်မှာမလို့တော့နိုင်ငံတွေဟာမင်းအောင်လိုက်နဲ့မဖြစ်မနေဆက်ဆံနေကြရတာတွေ့ရတယ်။နောက်တစ်ခုကမလေးရှားဝန်ကြီးချုပ်ပြောတဲ့အထင်းမှာအပိကရစဲမှုကိုကြိုးစိုးပါတယ်ဆိုတဲ့စကားကျွန်တော်ဒီနေရာကနေမလေးရှားဝန်ကြီးချုပ်ကိုတဲ့တဲ့လက်ညှိုးထိုးပြီးမေးကြည့်ချင်တာက နားတွေကန်းနေလားမျက်စိတွေမမြင်ဘူးလားအင်တာနက်စာမျက်နှာ Facebook တွေပါတုံးပါလားအကယ်၍မအဲ့ဒါတွေနဲ့ပတ်သက်ပြီးအခက်အခဲရှိရင်ကျွန်တော်စီလာရဲပါကျွန်တော်ကဒီသတင်းချက်လက်တွေကို28ရက်နေ့ညမငလင်ကြီးစလုပ်တဲ့နေ့ကစပြီးဒီနေ့နောက်ဆုံးအချိန်ထိပေါင်900ရနေရင်ဘုံတွေနဲ့ဖက်စစ်တက်ဟာကျဲချနေပါတယ်ဒါကအဖြစ်ရက်တာအဲ့တော့ မင်းအောင်နိုင်ကိုတွားရောက်ယုံကြည်စကားပြောခြင်းဟာမလေးရှားဝန်ကြီးချုပ်အနေနဲ့ကိုကိုကိုကြိုးကွင်းဆွပြီးကိုဒုက္ခကိုရှာတာပဲလို့ပဲကျွန်တော်ပြောချင်ပါတယ်။တကဘာလုံးကလူသားစံတော်တရားမျှတမှုကိုလိုလားသောအမှန်တရားကိုချစ်မြတ်နိုးသောကပလူအဖွဲ့စည်းဟာခမည်းတော်ဆန့်ကျင်ကြပါလိမ့်မယ်။အကျိုးစီးပွားတွေအလဲတက်နဲ့ရောက်တော့ပြန်အီလစ်တွေအရင်းရှင်တစုကတော့အကျိုးစီးပွားကိုထိုးပြုတ်ပြီး မတိကျင်အောင်စောင့်နေကောင်းစောင့်နေလိမ့်မယ်။သို့တော့အမှန်တရားနဲ့တရားများတမှုကိုခိုင်ခိုင်မာမာရက်တည်ပြီးလူတမိုင်းမှာမော်ကွန်းထုစစ်မဲ့ကဘာပြည်သူလူလူကတော့မလေးရှားဝန်ကြီးချုပ်လူဂျီမင်းကိုပြင်းပြင်းထန်ထန်ဆက်ကျင်မှုတွေကြုံပါလိမ့်မယ်။ထပ်ပြီးဟော်ကင်းထုတ်လိုက်တာကလူဂျီမင်းမလေးရှားနိုင်ငံဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမင်းအောင်လိုက်အကြမ်းဖက်စစ်ကောင်းဆောင်နဲ့တွေ့ဆုံပြီးအိမ်ပြန်ခရီးတာယာချောမှုပါစေ။ လူကြီးမင်းနိုင်ငံနဲ့ခြေချတာနဲ့လူကြီးမင်းတို့နိုင်ငံကမလေးရှားနိုင်ငံကဒီမိုကရေစီလိုလားသောပြည်သူလူထုတွေအမှန်တရားသောအမှန်တရားကိုချစ်မြတ်လို့သောပြည်သူလူထုတွေဟာလူတက်ကောင်အကြက်ဘက်ဝရံပြင်းမင်းအောင်လိုက်နဲ့ငါတို့ဝင်ကြီးချုပ်နဲ့တွေ့ဆုံလာတယ်ဆိုတဲ့သတင်းစကားတိတိချင်းမလေးရှားဝင်ကြီးချုပ်ဟာသူ့ပြည်သူများလူကြီးမင်းရဲ့ပြည်သူများပြင်းထန်တဲ့ဆန္ဒပြကန့်ကွက်မှုတွေကိုကြုံကိုကြုံရမှာလိမ့်မယ်လို့ကျွန်တော်ဒီညကနေဟောပြီးထုတ်လိုက်ပါ ဒီအခြေအနေလေးရှိပါတယ်ရေကောက်ဘွက်ကိုမဖြစ်မနေလောက်ပါလိမ့်မယ်ဖတ်စတာရတဲ့နည်းနဲ့ဖြစ်တဲ့နည်းနဲ့လောက်ပါလိမ့်မယ်ကျွန်တော်တို့ကရေကောက်ပွဲကိုလောက်ခွင့်ပေးလို့မရဘူးရေကောက်ပွဲလောက်ခွင့်မပေးခြင်းဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ legitimacy ဆိုတဲ့ရွေးကောက်ပွဲအောင်နိုင်ခြင်းကိစ္စရပ်တွေအခြားပေါ် NUG ရဲ့ပြည်သူ့ရဲ့ဗါလေ legitimacy လား mandate လားဒါတွေကိုကျွန်တော်တို့ အဓိကဗဟုပြုနေတာမဟုတ်ဘူးရွေးကောက်ပွဲသားလှုပ်ဖြစ်ခဲ့ရင်တရားဝင်မှုတစုံတရာရရှိသွားပြီးတော်လန်ရေးကိုတင်သက်ပါလေကျွန်တော်ဟာနိုင်ငံရေးစီရင်ဘက်ပေါင်းဆောင်ကခြုံငုံတုံးသက်ကြည့်နေရတဲ့ကာလမျိုးဖြစ်ပါလေစီရင်နဲ့ပတ်သက်ရင်တော့အဓိကစုဖွဲ့မှုအကောင်းကောင်းနဲ့လိမ့်နေတာဒေါ်လာသန်းပေါင်းများစွာနဲ့စုဖွဲ့တည်ဆောက်ထားပါလေဆိုတော့ NUG ရဲ့တော်လန်တက်ပြီးအားလုံးဟာဒီနေ့အချိန်ထိ အပြစ်ခက်ရက်ဆဲထားပါတယ်လို့ထုတ်ပြန်ထားပြီးဖက်စစ်တပ်မင်းအောင်လိုင်ကတော့ဒရက်ဆက်ဘုံကျဲနေနေရရှိပါတယ်နောက်တစ်ခုကဒီကနေ့ဟာမြို့သားညညရဲ့အစိုးရဆိုတဲ့ NUG လင်းနစ်ပြစ်တပ်ဝင်လွာကိုကျွန်တော်မြင်ရတော့ CRPH ကဝမ်းမြောက်ကြောင်းပို့ပါတယ် NUCC ကပို့ပါတယ်ဘယ်နိုင်ငံဘယ်အဖွဲ့ကြီးအားမှမြို့သားညညရဲ့အစိုးရလင်းနစ်ပြစ်ဝမ်းမြောက်ကြောင်းတပ်ဝင်လွာပို့လာလို့ကျွန်တော်မတွေ့သေးပါဘူး ဲ့တော့၄နှစ်တာကာလမှာပြည့်ခဲ့ပြီ MG တီထောင်ဖွဲ့စည်းတာဘသူတွေနဲ့ဖွဲ့တာလဲဘသူကတာဝန်ခံတာလဲဒီဝင်ကြီးတွေကိုဘသူကခံတာလဲဒီဝင်ကြီးဖွဲ့စည်းမှုနဲ့ဒီအစိုးရဖွဲ့စည်းမှုဘသူကတာဝန်ခံမှာလဲသူတို့ဘာတွေလုပ်ခဲ့ကြလဲဒါတွေကျွန်တော်တို့မေးကြည့်ခြင်းပါသေးတယ်တော်လန်ဒရင်းတွေကိုမပြောခင်မှာဒါလေးဖြတ်လိုက်ပါရှင်မေးကြည့်ခြင်းပါအဲ့တော့ဒီနေရာမှာဒီလိုမိကုန်းနေထုတ်မှာဖြစ်တဲ့အတွက် ် NUG ကိုထိရင်ဆက်ဆက်ထိမခံနိုင်ဘူးများဗီဒီယိုကြော်သွားလိုက်ပါအဲ့တော့ဒီမင်းကိုမထုတ်ခင်မှာဒီကနေ့နေပြီးတော့ရှေ့ရတဲ့တရင်ကရဲဘော်တွေတယောက်မချနှုတ်ထွက်တယ်ဆိုပြီးတော့တရားပါဘတ်စတဲ့ဘာလို့ဖတ်တာလဲလို့ကျွန်တော်တို့လေ့လာကြည့်တော့အာနာပြလို့ထွက်တယ်လို့အကြံနဲ့တရားပါဘလို့အာနာပြလာလဲဆိုတော့ တရင်မှုနဲ့တရင်ဘုတ်ကြီးကိုဘာမသိညာမသိနဲ့စီဦးစီးကဖန်ခိုင်းနေဆိုပြီးတော့ဖန်သွားတဲ့ကိစ္စဒီလိုပီနေရဲ့ရှစ်တာတရင်မှုရဲဘော်ကင်းနေတရင်ဘုတ်ကြီးဒီနှစ်ယောက်ကိုစီဦးစီးအဖွဲ့ကအထက်အရာရှိကိုမထင်မဲ့မီပြုံးမှုလက်နက်ကန်ချိန်ချောင်းမှုနဲ့ဖန်စီတယ်လို့မတရားဖန်စီတယ်လို့ယူဆပါတယ်တရင်မှုကိုအခြားကိစ္စတွေအပြစ်ရှိအရေးယူရတယ်ကျွန်တော်တို့အသိဆုံးက သူတို့ပြောဘူးတရံလည်းမောင်းမတင်ဘူးလက်နက်ကန်ချင်းချောက်မှုလည်းမလုပ်ဘူးဒါတသက်ကလိန်ကြဆွဆွဲချက်ဖြစ်ပါတယ်အဲ့တော့အပြည့်မရှိတဲ့တယင်းမှုကိုဖမ်းတယ်ဒါကြောင့်ကျွန်တော်တို့ချက်ပြီးတာဝန်မထမ်းဆောင်ရှင်တော့ဘူးလို့နေပြီးတော့ရှက်တဲ့တယင်းမှု sorry တယင်းရဲပေါ်များဆိုပါတယ်ဒီဘက်မှာဟာအမေရိကဆိုတော့ကျွန်တော်မလာ29ရက်နေ့မှာစစ်ထောက်ချုပ်ဖွင့်လှစ်ထားတဲ့ဟော့ပော့စားတောက်ဆိုင်မှာစစ်ထောက်ချုပ်ကဟော့ပော့စားတောက်ဆိုင်ဖွင့်ထားတဲ့ကောင်ဖြစ်နေတာ ဒါမို့ဟော့ပေါ်စားတောက်တိုင်းဖွင့်ထားတဲ့လူကအစီကောက်ဖြစ်တာလားစစ်တောက်ချုပ်ကဟော့ပေါ်စားတောက်တိုင်းဖွင့်တာလားတော့မသိပေမဲ့ဟော့ပေါ်စားတောက်စာစစ်တောက်ချုပ်မြို့သားညီညွတ်ရေးအစိုးရရဲ့ဘသူလဲပေါ့ဆိုတဲ့ကျွန်တော်ပြောရင်ညနေပြီးဘူးဒီလုံးတော့ကြာသွားမှာစို့စီဦးစီးဖွဲ့ဝင်တူနေစီဦးစီးချုပ်လုံချုပ်ရေးအဖွဲ့ဝင်ရဲဘော်တီအားတို့ထိုးချိတ်ရန်ဖြစ်နေရဲဘော်တီဟာကအရှိအပြစ်တရင်မှုလာရောက်ခေါ်ဆိုခဲ့တယ်ရဲဘော်များတွားရောက်ချိန်ဖြည့်ရှင်းချိန်မှာစီဦးစီးချုပ်နဲ့စကားများတယ်လို့တီးရတယ် သူတွေလဲဘသူတွေခန့်တာလဲဘသူတွေလိုက်စီဦးစီးချုပ်တွေอ่ะကျွန်တော်လည်းမသိဒါပေမဲ့မြေပြင်မှာတော့အဲ့ဒီစီဦးစီးချုပ်တွေစစ်ထောက်ချုပ်တွေစည်ရင်းချုပ်တွေအာပပပပ90ရာခိုင်နှုန်းကအန်နဒီအမတ်တွေကိုခန့်အပ်ထားတာတွေ့ရပါတယ်အဲ့တော့နောက်တနေ့ဧပြီလ3ရက်နေ့နောက်ရက်ဒီမှာရှက်တွေတယင်းမှုရဲဘော်ကီနဲ့တယင်းပူကြီးမိုးလင်းကိုစီဦးစီးအဖွဲ့ကရဲဘော်အင်အားတက်ရာနဲ့ကောင်ဝေးဦးကြီးတနာညွန်ချားချက်ဖြစ်လက်တိတ်ကဖမ်းဆီးသွားတယ် စကန်နဲ့စတခမ်းမှာရှိတဲ့လက်လက်ခဲရတဲ့အိုးခွက်ပကံများပါတင်ဆဲတာလက်လက်ခဲရတဲ့က MOD ကဝေးဥတီဌာနကပေးလာတာလားပြည်သူအလူမူလားဒါလေးလည်းအများကြီးမေးစရာရှိအဲ့တော့ဒီချင်းဒီဒီနေ့ဖြစ်ခဲ့ပါအရှိရတွေမှာလဲရောနယ်က YDF အပါဝင်တချို့တက်တွေ MOD အောက်ကထွက်တယ်ရှမ်းတောင်ကတက်တယ် MOD အောက်ကထွက်တယ်အဲဒီကြားပြူစစ်ကြောင်းတွေနောက်ထပ်ဘာစစ်ကြောင်းနှစ်ကြောင်းကိမီနီယာ MOD အောက်ကထွက်တယ်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးပြဿနာတွေရများခဲ့တယ်ပေါ့နော်။အဲဆစ်ရဲတွေမဟုတ်ဘဲနဲ့ဒီ NLD ကမိမိရဲ့ပါတီဝင်တွေကိုရာထူးရာခံခတ်အပ်တာဝန်ပေးမှုနဲ့လက်တင်ရာဆိုတော့ခုံမှုပြဿနာတွေနောက်ပြီးတော့တယင်းမှုတွေခန့်နေဇုံးနဲ့တယင်းမှုတနန်းစစ်တနန်းတက်တဲ့သူတွေအများအပြားပါတာတွေတွေ့ရတယ်။နေရာလူဝဲတော့ခုံမနေပါဘူး။နေရာတွေအလူရဲ့ဥနေလိုက်ကြတာဗျာ။ ြည်သူလူထုမျက်နှာမငဲ့ချီကြတာဘို့စိတ်ထဲမှာကောင်းပြီနောက်တစ်ခုကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တမရကြီးဒူဝါလက်ရှိလာဘို့ဒီညကနေအားနာပြီးစိတ်မကောင်းဖြစ်မိပါတယ်တမရကြီးဒူဝါလက်ရှိကြပြောဆိုချမှတ်တဲ့မူဝါဒတွေပြည်တော်ပြန်ကြီးတွေပြုတ်ရင်ပြောင်းလဲရေးတွေဟာလက်ရှိအခြေကြီးအကောင့်ထဲပေါ်လာခြင်းတော့ပေါ်လာခြင်းတော့မတွေ့ရသေးတဲ့အတွက်အင်မတန်ဝမ်းနည်းစရာကောင်းတာပါ။နောက်ပြီးတော့နောက်တစ်ချက်က လေးနှစ်တာကာလအတွင်းမှာရရှိလာတဲ့ငွေချေးနဲ့ပတ်သက်ပြီးဖက်ကင် project လို့ဟာမျိုးတွေမမများနဲ့ပွဲကအဆရှိရပေါ့ကဒေါ်လာတန်ပေါင်းများစွာဟာလက်ရှိအချိန်ထိထိရောက်တဲ့စီမံခန့်ခွဲတုံးဆွဲနိုင်မှု အခြေအနေကိုရှင်းရှင်းလင်းလင်းပြည်သူလူထုတင်ပြနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဝိုင်းရင်နိုင်ငံရေးသမားတွေကစည်ရင်းစစ်ချုပ်ခိုင်းပြီးပြည်သူကိုထုတ်ပြန်မှာဆိုတဲ့အဆိုပြုချက်ကိုလည်းမျက်ပွေပြုလာပါတယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ ဒီရရှိ sorry ဘကိုးတိုင်းအရှိချမ်းမှာလေပြဿနာတွေအများကြီးရှိပါတယ်အဲ့ဒါဒါက MOD ကာဝေးဝင်ကြီးဌာနနောက်တဲ့တရားရေးဝင်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ကြည့်ကြရအောင်ဘာတရားစီရင်မှုမှာလောက်လောက်လာလာမတွေ့ပဲယုံကြည်ငါတာလူတွေလက်ကပေးကားတွေတဝီဝီနဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့တွေ့ရတယ်လို့အရှိကတရားရေးဝင်ကြီးဌာနရဲ့အတွင်းဝင်ရဲ့မလျော်မကန်ပြဿနာတွေအများအများရှိပါဆိုတော့ဟုတ်ပြီဒါဆိုရင် ီအခြေအနေတွေဒီပြဿနာတွေကိုခတ်အပ်တဲ့ဒီဝင်ကြီးတွေကိုခတ်အပ်တဲ့ဒီပုံကိုယ်တွေကိုတာဝန်ခံတဲ့ CRPH ကလွတ်တော်ဆိုတဲ့သူတွေကပြည်သူကိုစားပြုတ်လွတ်တော်ပြည်တော်စုကိုစားပြုတ်လွတ်တော်ပြည်သူကခတ်အပ်ထားတဲ့သူတွေဆိုတဲ့ mandate ကိုခိုင်ခိုင်မာမာအသုံးချနေပေမဲ့ပြည်သူကိုကိုစားပြုတ်မှုပြည်သူကထုတ်တဲ့မေးခွန်းထုတ်မှုတွေကိုတော့လွတ်တော်ဟာဘယ်တစ်ချက်မှမတာဝန်ခံပြီးတော့ဖြေရှင်းနေတာမတွေ့ရဘူး တော့လေးမိပြည့်အခမ်းအနားမှာမြို့ပြင်ပြောင်းလဲရေးကိုခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်ပါတယ်စစ်ကိုနိုင်ခြင်းနဲ့ဆိုရင်ပေါ့နောက်ပြီးတော့ဒီဒီအခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဖြည့်ဆွက်ပြောချင်တာကကျွန်တော်တို့တော်လန်နေတာဟာ NUG တွေတော်လန်နေတာမဟုတ်ဘူး NLD တွေတော်လန်နေတာမဟုတ်ဘူးအမိတွေတော်လန်နေတာမဟုတ်အစိမ်းတွေတော်လန်နေတာမဟုတ်ဘူးပုပ်ကိုတဦးတယောက်တစုံတစုတစ်ဖွဲ့အတွက်တော်လန်နေတာမဟုတ်ဘူးကျွန်တော်တို့စင်စွလို့ပေးဆက်မှုတွေဒီ လူကြီးမင်းတို့အာဏာပြန်လေရရှိရေးလူလူကြီးမင်းတို့နေရာဥနာရေးလူလူကြီးမင်းတို့ရင်သွောလို့ရှေ့ရရောက်တဲ့အခြေအနေတွေကိုပံ့ပိုးပေးဖို့မဟုတ်နိုင်ဘူးဆိုတာကိုတော့ရှင်းရှင်းလင်းလင်းသိရှိနားလည်ပေးဖို့ညွှန်လိုက်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လည်းပါစက်နဲ့တော်လိုင်းတော်လိုင်းမယ် YouTube ကတော်လိုင်းတော်လိုင်းမယ်မြေပြင်ကိုရတဲ့ပတ်စံလေးလှုပ်ရင်လှုပ်မယ်တိုင်းရင်ကြိုက်တာလုပ်မယ်ကြိုက်လို့တော်လိုင်းမယ်သို့တော့ဒီတော်လိုင်းနေမှုဒီတိုင်းပြည်အနာဂတ်တိုင်းပြည်နိုင်ငံတော်တည်တည်ဆောက်ရေးအတွက် ပြည်သူဒီမိုကရေစီစစ်စစ်ရရှိရေးအတွက်ဖက်ဆစ်တပ်ကိုအမြင့်ပြတ်ချိန်မုံကြီးအတွက်သာဖြစ်သည်ဒါတော့လူကြီးမင်းတို့လုတ်ချင်တပကိုလုတ်ချင်တာပြီးလုတ်ကြပါတော့လေးနှစ်ပြည့်မှာလေးနှစ်ပြည့်မှာကျွန်တော်ပြောချင်တာတက်ပြည်သူလူကစေစားပြောချင်တာအများကြီးရှိပါတယ်အဲ့တော့လုတ်ချင်တာသာလုတ်ပါတော့ကျွန်တော်တို့ကတော့တည်င်းအနေနဲ့ထည့်သွင်းပြောကြရင် ပြောကြမယ်စိတ်ထဲမှာတော့ တော်လိုင်းကြီးထဲမှာ NUG မရှိတော့ဘူးလို့စိတ်ကအလိုလိုဖြစ်သွားရင်တော့လူကြီးမျိုးအချောင်းကိုပါဇက်လေးထည့်ပြီးထပ်မံပြောကြားမှာမဟုတ်ဘူးဆိုတာကိုပြောရင်တော်လိုင်းတိုင်းနေတိဆိုင်ရအောင်အဲဆိုတော့ဒီကနေ့အပြစ်တွေရပ်ထားပြီးတော့နှစ်ဖက်စင်အားတွေဖြည့်နေပါတယ်ဘုဟုတိုင်းဘရောင်းနှစ်ဖက်စင်အားဆိုတာဖက်စစ်တပ်ကအဓိကပါ ဘိုးတိုင်းဘရောင်ညောင်ကျိုးစခန်းကျပြီးတဲ့နောက်မှာအပြစ်ရပါလေဆိုတဲ့သူတွေဖက်စစ်တပ်ဟာစစ်ကောင်စီဟာအပြစ်လား၁၄ရက်နေ့တကြံအကြမ်းမှာဘရောင်မြို့နယ်တွေကိုအင်အားလုံးကြီးဖိတင်းနေပါလေဘရောင်ရှိပင်လမ်းဆောင်ကဖက်စစ်တပ်ဟာကုန်ကားတွေနဲ့ဆက်အမြောက်ဆက်တော့ဘယ်လိုလဲ120မမတွေယူဆလို့ရတယ်အမြောက်တွေကိုကားတွေနဲ့တရက်ဆက်တင်ပြီးအုတ်ရှိပင်တကြောနဲ့ ညောင်ချီတော့တကြောကိုအင်အားအများပြဖြစ်တည်နေပါတယ်။တရား၂၀မမတွေခြေလင်တက်တွေအများပြအင်အားတော်တော်များများညောင်ချီတော့ရွာနီးကကပ္ပဆာ၆ပါ။တပီအိုရှစ်ပင်မှာကစအကြီးကြီးပင်နေပါတယ်။ညောင်ချီတော့ရွာနီးကကပ္ပဆာ၆ဆိုရင်အဲ့ဒီတည်းမှာဂျန်ပါပြီးအပြည့်တက်နေအောင်တွေ့ရပြီ။ဒါလို့လည်းနဲ့သုံးပြီးတော့ပြက်ကတ်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုလို့ ဝရှစ်ပင်ညောင်ချီတော့ကြောကမြုပ်ကန်လူမှုတွေအမတန်ကြောက်ရွံ့ထိတ်နဲ့စိုးရိမ်နေကြပါတယ်အဲ့တော့ဝရှစ်ပင်မြို့ပေါ်ကလူတွေကိုဒီနေရာကမှာချင်တာကဘိလို့ရကိုတခါလဲရှောက်တာဖစစ်တာဟာရုပ်မာတဲ့နေရာမှာနေအောင်မရှိပါဘူးညောင်ကျိုးညောင်ချီတော့ကိုရောက်လာပြီးဝရှစ်ပင်ကိုထိုးရင်ဖစစ်တာဟာဘလို့မှနိုင်စရာအကြောင်းမရှိပါဘူးမနိုင်တဲ့ဖက်စစ်တပ်ဟာရက်ရွာတွေကိုမီးရှို့ဘုံကျဲပြာချဖျက်ဆီးမယ်ဆိုတာ ကျွန်တော်ပြောစရာမလိုတော့ပြီးပြီဖြစ်ပါလိမ့်မယ်။အရှိမာတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီဆိုတာနဲ့ဖက်စစ်တပ်ဟာအဲ့မျိုးကမြို့သူမြို့သားတွေပြည်သူလူထုတွေဘယ်သူမှခယူမဆက်ပါပြည်သူတွေဘာလို့သူစိတ်ထဲမှာမရှိပါဘူး။ဘုံကျက်ဖြက်စည်းဖြစ်တဲ့မြို့အများပြားလက်ရှိဆိုဗမော်အင်းတော်အစရှိတဲ့မြို့တွေပေါ့ဗျာအများကြီးပေါ့ကောလင်းအကုန်လုံးပျက်စီးနေတဲ့အခြေအနေကိုတွေ့ရအောင်အဲ့တော့ ဘစစ်တပ်ဟာပေါက်ခေါင်းစင်နေတဲ့ရန်ရည်ရီရွှေ့နေတယ်လို့သိရပြီးကမ္ဘာ့ဆိုင်ရဲ့စက်ယုံတွေအများကမ္ဘာ့ဆိုင်စက်ယုံတွေရုရှားနှိပ်ပင်လာတဲ့ Google Map မှာဖျောက်ထားပြီးကမ္ဘာ့ဆိုင်စက်ယုံတွေ Google Map မှာရှာရည်တင်ကားတွေပဲတွေ့ရပြီးကမ္ဘာ့ဆိုင်စက်ယုံတွေ Google Map မှာမတွေ့ဘူးလို့ကျွန်တော်တို့သိရပါတယ်ဒါဟာစစ်ကောင်စီရဲ့ဒီလိုခေါ်တယ်သွေးပြန်ကြောတွေအဓိကသွေးလွတ်ကြောတွေအဓိက နှလုံးသားဆိုတဲ့နေရာတွေဖြစ်တယ်ကပ္ပစရိဘုရားရှင်တိုက်ခိုက်မှာကိုကြောက်ရွံ့တုန်လုံးနေတဲ့အခြေအနေကိုကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်တစ်ဖက်မှာကြောက်ရွံ့တုန်လုံးမှုကိုလည်းကျွန်တော်တို့ကနားလည်ခံစားမိတယ်လို့တစ်ဖက်မှာလည်းကြောက်ကြံကြံပြီးခွေးယူလို့ပတ်ရန်ကြိုက်မှာကိုကျွန်တော်တို့ကအလိုလိုသိနေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့တော်လှန်ရဲဘော်အပေါင်းတဦးတလီမှထိခိုက်ရှနာမှတ်ချင်ရင်တော့မတန်းရလေအောင်ကြိုတင်တတိပိစကားပြောကြရခြင်းဖြစ်ပါ ောက်တစ်ခုကစကိုင်းတိုင်းကလေးကိစ္စစကိုင်းတိုင်းကလေးမှာပြူကြွားတယ်တစ်ဆက်တိုက်ခိုက်နေပါတယ်အဲ့တော့2024 2025နှစ်ကူးကာလတွေမှာကလေးတဲ့ဂံကောကြားမှာရှိတဲ့စစ်ကောင်စီစကန်နေဖြစ်တဲ့ကမ်းမဏီမှန်တော့အောင်တာရအရှိအနောက်အောင်တာရပြူစော်ရီတဲ့စိုးမှုတဲ့ကြံတာရွာများကိုတလအတွင်းတိုက်ခတ်တိမ့်ပိုက်ခဲ့ CDF KGD major operation လို့သိရပြီးချင်းမြို့သားတပ်တော် CN တွေကအစီအေကုန်ခဲ့တယ်လို့သိရတယ် ေဝါရီလ၁၂ရက်နေ့မှာကလေးနဲ့ကံကောကြမှာရှိတယ်စစ်ကောင်စီအခြေစိုက်စခန်းတွေထဲမှာမှတော်တော်ခိုင်ခိုင်မာမာတိဆောက်ထားတဲ့ကမ်းပါနီဖေဝါရီလ၁၅ရက်နေ့မှာကလေးတောင်ပိုင်းမှန်တော့ရအောင်တာရွာအောင်တာရရွာကမ်းပါနီတိုက်ပွဲမှာကျွန်တော်တို့စီရနေ CDF ဟာခါ CDF ABDF ရောနေတာလွတ်မြောက်ရေးတပ်ပေါင်းစုအပါအဝင်ငကားညီနောင်တက် စတဲ့ပါဝင်တိုက်ခိုက်တယ်လို့သိရပါတယ်။အဲ့တော့ကမ္ဘာကြီးမှန်တော့အောင်တရားတိုက်ပွဲများမှာစစ်ကောင်စီချောက်စစ်ကောင်စီတဲ့ထိုးစစ်စစ်မှု19ချိန်ဂျက်ဖိုက်တာဝိုင်းတော့အစရှိတဲ့ဘုံကျဲလေးနဲ့အကျိတ်တထောင်ကျော်ဘုံကျဲခဲ့တယ်။အဲ့တော့ဘုံကျဲမှုမှာပေါ့ဗျာဒီကောင်တွေကတော့ဈေးယုံနေကြောင်းနေဘာမှမသိဘူးတာတနီကအဆောက်နေမသိဘူးအကုတ်ပြက်စီးတယ်ပြည်သူနေအိမ်မောင်း ရှာနဲ့ချီပြက်စီးပြီးတော့ပြည်သူလူထု2000ကျော်ခုဒီတိန်းချောင်းနေရတယ်ပြည်သူလူထုကတော့15ဦးထပ်မနေသေးတယ်အယောက်40ဒဏ်ရာရတယ်အဲ့တော့ဧပြီလ17ရက်နေ့မှာနောက်ဆုံးသတင်းတွေရပြူစောထီတွေဆုံးတဲ့ကြံသားရောက်ကိုတိုက်ခိုက်ခဲ့တာဒါဒီအခြေအနေကကျွန်တော်တို့ဘာကိုပြောချင်တာလဲဆိုရင်ကလင်းကံကောဂျာမန်ရှိတဲ့စစ်ကောင်စီပြူတော်ဒီဆုံးမတော်စခန်းတွေအခြေပြုတ်ပြီ မကြခင်ပါမကြခင်ပါအပိဓာန်သိမ့်လိုက်ပြီးစကိုင်းမကွေးမြေပြတ်မြေလက်ဒေတာကိုချင်းတက်တော်တွေနဲ့အညာအင်အားစုတွေနဲ့အာကတ်တက်တော်အီနဲ့ KAI ကတချင်ညီနောင်တွေနဲ့ညီမကြီးရဲ့ကြောရိုးဖြစ်တဲ့စကိုင်းမကွေးအလယ်ပဟူကိုထိတ်ချုပ်နိုင်ဖို့စူးစမ်းမဲ့လမ်းကြောင်းစီဘဟုဝင်ယူတွေ စိတ်ရဲ့ဝင်ရိုးတွေကိုကျွန်တော်ပြောပြရတာဖြစ်ပါတယ်အဲ့တော့ဒီကာလမှာဖတ်စစ်တက်ဟာအမြောက်နေဘုံကျဲအော်နေမြန်နဲ့ဘုံကျဲနေတယ်ဆိုတော့မင်းဘလို့ပြောမလဲဆိုဒီကနေ့ကော့ဂရိတ်မှာမနေ့ကကော့ဂရိတ်မှာကျဲဆိုဒီကနေ့ကော့ဂရိတ်မြောက်ဒီကိုးတိုင်းလေးတိုင်းကြုံတို့အဆရှိတဲ့ဒေတာတလျှောက်လုံးကိုဘုံကျဲနေတဲ့တဲ့ဒီကနေ့ညနေတိရှိပါတယ်အဲ့တော့ကျွန်တော်တို့ ဘာဆက်လုပ်ကြလဲကျွန်တော်နိုင်အောင်တိုက်မှာရှာနေပြီဘသူတွေဘာပြောပြောဘသူတွေဘလို့ထင်ထင်တန်ကင်းတမန်ကင်းတွေကလည်းရက်တန်းကရက်ကုန်ပြီ NUG တွေပြည်ရင်းတိုက်ပွဲတွေမှာလည်းလောက်လောက်လာလာအာရချင်းနဲ့ဝမ်းသာစရာပြည်သူလူထုကတွေ့မြင်နေကြတယ်စစ်နိုင်တိုက်ရေးကိုတဖွားဖွားအော်နေတော့လေနားမထောင်ပဲ ကိုပစုတပွဲတွေကြိတ်လုတ်ပြီးကိုထင်ရီကိုလုတ်လို့အကယ်၍များတော်လိုင်းကြီးမှာတစုံတရာမာရင်ခဲ့ရင်တမိုင်းမှာတရားခံဖြစ်မှာစိုးရိမ်မိပါတယ်။ဝေကြီးရစီမံခန့်ခွဲမှုရလူမှန်နေရာမှာမဖြစ်မှုတွေကြောင့်လက်ရှိချိန်မှာဝေဖန်မှုတွေမြင့်တက်နေတဲ့မြို့သားညီညွတ်ရေးအစိုးရဟာပြုပြင်ပြောင်းလဲမှုစ조사မှုတချို့ရှိတာကိုကျွန်တော်တွေ့ရပါတယ်။သို့တော့အမျိုးသားညီညွတ်ရေးအစိုးရအแทမှာလည်း တို့စုငါအစုဆိုပြီးအစုအဖွဲ့ဖြစ်နေတာမျိုးလည်းကျွန်တော်သိရတယ်။အဲ့တော့အစုအဖွဲ့တွေကြအားပြိုင်မှုတို့စုဘက်ကလူနေရာယာရေးငါအစုအဖွဲ့ကလူနေရာယာရေး2025ရွေးကောက်ပွဲနိုင်ပြီးကာလအနန္ဒီကဖြစ်နေတဲ့ပုံစံလေးနဲ့အလားတူတူတဲ့ကိစ္စရဲ့မျိုးတွေအများအပြားကျွန်တော်တွေ့ရပါတယ်။တောင်းလဲမှုတွေလုပ်ဖို့ကြိုးစားတာကိုလည်းတွေ့ရတဲ့အတွက်ကြိုးစားပါဒါကြောင့်မို့ပြည်သူလူထုရဲ့လူအင်ဆန်ကအာပိတ ပြည်သူ့ကိုတကယ်ကပွဲတကယ်ကဲတင်ကြမယ်ဆိုရင်တော့စစ်အနိုင်တိုက်ကြရပါမယ်။အဲ့ဒီမှာတိုင်းသားအီအာကိုတပ်ဖွဲ့တွေဖြစ်တဲ့ဟာလကတ်တပ်တော် AKI ရှင်းကရင်မုံညောက်ပိုင်းညောင်သုံးဖွဲ့အဆရှိတဲ့တပ်တွေဟာမဖြစ်မနေစူးစီးရပါလိမ့်မယ်။အဲ့လိုမစူးစီးဘဲနဲ့တကွေးတပြားဒီဟာမဲ့ မဟာပြူဟာအကတင်ကမဟာပြူဟာမေကိုနယ်ကိုတိုက်ကိုရောက်ကိုယူကွက်ကိုအခြေချကွက်ကိုတိဆောက်ဒီလိုမျိုးဆိုရင်စစ်တပ်ဟာတစ်ချိန်မို့တစ်ချိန်လူကြီးမင်းတို့ဘက်ကိုပြန်လှည့်လာပါလိမ့်အခုဆိုကရင်ကိုလှည့်လာပထမတော့ကတော့ကရင်နဲ့အစင်နေပြည်နေကြတာပဲ BGF ဒီပါလိမ့်တယ်ကရင်ကိုဘုံလာမကျဲဘူးမတိုက်ဘူးဆိုပြီးတော့ဖမ်းမှာတကြံပေါ်တွေလှုပ်ပြီးပြောဝဲဆင်နေကြတာမနေ့ကပဲစပြီးဘုံကြီးကျဲချပါလိမ့်ဒါကြောင့်ဖက်စစ်တပ်ဟာ ဘသူကိုမှမျက်နှာသာပေးမှာမဟုတ်ဘူးကျွန်တော်တို့နိုင်မှရမှာပါကျွန်တော်တို့ဆိုတာဘသူတွေလဲဆိုတော့တိုင်းသားညီနောင်တွေနဲ့မြို့သားညီမျိုးရဲ့အစိုးရနဲ့တီးခြားတက်တော်တွေတဲ့ LPDF တွေနဲ့တော်လိုင်းရေးနိုင်ငံရေးအင်အားစုတွေနဲ့စူးစီးညီညွတ်ပေါင်းစုမှုနဲ့နိုင်ငံရေးရအတန်တန်နဲ့ထွက်စီရေးရတမိန်နဲ့သွား one order one command ဒီလိုပုံစံမျိုးမရရအောင်လုပ်ခဲ့ မလောက်ရင်ဖတ်စစ်တတ်ဘူးမနိုင်ဘူးသူဒီညီညွတ်တဲ့တပ်ပေါင်းစုကြီးတိုင်းသားအရောက်တွေကစေရဥဆောင်တပတ်မှအင်အားစုတွေကနိုင်ငံရေးစေပေါင်းဆက်ဥဆောင်တဲ့သူတွေရှိမယ်နိုင်ငံရေးရ policy policy မူဝါဒတွေချမှတ်တဲ့သူတွေရှိမယ်နိုင်ငံရေးတိုက်ပွဲတွေကိုပြန်လည်ဆင်နွှဲတဲ့သူတွေရှိမယ်ဒီလိုနိုင်ငံရေးစေပေါင်းဆက်ပြီးလွှမ်းမိုးဆွတ်ဖတ်မှုကင်းတဲ့နိုင်ငံလုံးဆန်ရ operation တရက်ကိုမပေါ်ဆောင်နိုင်ရင်ကျွန်တော်တို့ ပေါက်လိုက်ရင်စိုးရင်စရာရှိတယ်။မင်းအောင်လိုက်ရတဆင်ချင်းတက်ပြီးစီရင်မှာသူဆုံးရှုံးမှုတွေများပြားလာတာကိုတွေ့ရတဲ့အတွက်စစ်ပေါ်ကိုထမချဲပဲနိုင်ငံရေးဘက်ကတုံပြီး2025မှာရေကောက်ပွဲနဲ့ဖတ်ပေါက်ရှာလိမ့်မယ်။ကျွန်တော်ကြူပြောမယ်ဖတ်ပေါက်ရှာလိမ့်မယ်။သူတရားကိုစိုးဝင်တို့မို့ညှိုးစောတို့မို့ရဲဝင်းဦးလားတရားကိုထောက်ပြီးတော့သူက နိုင်ငံရေးဘက်ထွက်ပြီးတော့စစ်တပ်ဟာနိုင်ငံရေးစစ်ရေးနှစ်ဖက်ညံ့ကစားဖို့ပြင်နေတယ်။ဒီတော့တရုတ်ကိုတရုတ်နဲ့ရုရှားကိုဖင်ပေးပေါင်းပြီးကဘာလို့ထားလဲ။ကဘာကြီးစီကဘာမှမမျှော်လင့်နေတော့ကုလသမဂ္ဂမှာဘီအိုအာရတဲ့ဘီအိုအာနာကိုင်နာတဲ့နှစ်နိုင်ငံကမယောင်မယောင်ထောက်ခံတာလေ။ရှင်းနေမို့။အဲ့တော့ကုခုကကုလည်းရုပ်ကုဖုံတကူနဲ့ကုအနိုင်တိုက်ဖို့ပဲလုပ်တယ်။ကုမနိုင်ရင်ဘာတရားဥပဒေမှမရဘူး။ကုမနိုင်ဘာအစိုးရမှမဖြစ်ဘူး။ကုမနိုင်ရင်စစ်နိုင်ငံကတမိုင်းရေးကြမှာဖြစ် 嗯，奈奈昂，大家要听。多多，大家大家是维护社会家园嘛？别的，大家轮流轮流扫一下，清理一下。多年来，我们大家团结，共同辛勤背下来。没有多年，没有多年啊！爸爸妈妈，他们对三位老人多年陪伴，如今慢慢变瘦，多少悲哀呀！老人家们让大家看见。 တကြံတွင်းကျမပြောရှင်ကြပါစီဗျာစကူလန်းတို့စကူလန်းမှာကဲနေတဲ့လူတွေဘာပြောခဲ့ချက်ပါဒီညတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီကြကျွန်တော်တို့နိုင်ငံဒီချင်းကကျွန်တော်တို့မြန်မာနိုင်ငံသားတွေတခုခုစရာဆိုလို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ပဲရှိတယ်ဆိုတော့ဒီချင်းကကျွန်တော်တို့အရင်အရေးကြီးတဲ့အချင်းဖြစ်တယ် ကျွန်တော်အတူတူတဆုတစီကျွန်တော်အတူတူနိုင်အောင်တရအောင်ဆိုပြီးတော့ကျွန်တော်တိုက်သွင်းခြင်းတယ်ပြီးတော့ဆရာကိုလွှမ်းမချော်ပြောထားတဲ့ကျဲမှာလူချင်းမီရဲ့သုံးသက်ချက်ကိုဗီဒီယိုရဲ့ comment မှာချက်လောက်ချက်လောက်ရေးပြကြပါဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တောင်းဆိုခြင်းတယ်โอเคအားလုံး good night ပါ